ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြည်သက်တဲ့အောင်လည်းမင်္ဂလာပါ။ဒီကနေ့မှာတော့ Manchester United က Pre-season 2မဟုတ်ပဲ Post-season 2အနေနဲ့ဒါကျွန်တော်မလေးရှားနိုင်ငံ Kuala Lumpur မြို့က Bukit Jalil ကွန်းကြီးမှာခြေစမ်းပွဲကစားဖို့ရှိတယ်။ဒီကွန်းကကျွန်တော်2008ခုနှစ်တုန်းကမာဒီကပြိုင်ပွဲသွားတဲ့အချိန်ပေါ့။အဲတုန်းကတော့မာဒီကကတော့ရှားလတ်မှာကစားတာ။ဒါပေမဲ့ အဲ့တော့ဘူကီကြာလီကွင်းကိုလည်းကျွန်တော်ရောက်ဖူးတယ်ဘူကီကြာလီကွင်းကတကယ်ကိုဒါကစ်စပက်ရှယ်ကွင်းကြီးဖြစ်ပြီးတော့ပိတ်သက်9000ကဒီပွဲကိုကြီးဖို့အသင့်ဖြစ်နေပြီဆိုတော့အာရှအော်စတာအသင့်မို့လေအော်စတာအသင့်နဲ့ကာမဲပွဲမှာနီးပြဝူပင်အမုံကကစားမ32ယောက်ပါတဲ့ squad ကိုခေါ်လာခဲ့တယ်အသင်ကောင်းဆောင်ကပ်တိန်ဘူနိုဆာဖနန်ဒက်အပါဝင်ကစားမတွေအစုံလင်ပဲဟိုတနေ့တော့ကမီဒီယာပရက်စ်မှာပေးသက်တော်များများကကစားမတွေနဲ့လက်မှတ်ထိုးကြတယ် ကာနာချိုတို့ဒါတစ်ဖက်ကဘရူနိုဖရန်ဒက်စ်တို့ဥကာတီတို့ကစားမလို့အများကြီးပါတယ်ဆိုတော့ဒီအခုလောလောဆယ် press form ကမှာဘူကစ်ချာလီကွင်းကိုဒါမန်ယူနိုက်တက်အသင်းကဒါဘယ်လိုပြောမလဲဆိုတော့ဒါအတောင်တင်းဆုံးပုံစံပေါ့လေသူတို့ကဒီပွဲရဲ့ကောင်းဒီကမေးဘက် challenge cup ပြိုင်ပွဲဖြစ်တဲ့အဲ့ပြိုင်ပွဲအတွက်သူတို့ရှင်းဝဲထားတာဖြစ်ပြီးတော့အခုလောလောဆယ်မှာဒါအခုလောလောဆယ်နေထိုင်ရဒီသူတို့ရဲ့စာချုပ်တက်တန်းကုံသွားတဲ့ထဲက Christian Eriksen တို့ Victor Lindelof တို့ကလွဲရင်နောက် injury ဖြစ်ထားတဲ့ဒါဘယ်လိုပြောမလဲဆိုတော့ Martinez နဲ့ Yuru တို့ပဲမပါဘူးကျန်တဲ့သူတွေအကအများကြီးပါဝင်ခဲ့တဲ့အကြောင်းပြောထားတယ်ဆိုတော့ ကစားမတွေအားလုံးအတွက်အခွင့်အရေးရှိတဲ့အကြောင်းနဲ့အခုလောလောဆယ်မှာ Manchester United အသင်းကဒီပွဲနဲ့ပတ်သက်လို့ဒါသူတို့ဘက်ကဒါဒီခြေစားပွဲတက်တက်ဆိုတာထဲသူတို့အတိုက်အခံဒီ entertainment ပေးအောင်သူတို့ကစားမယ်လို့ဆိုထားတယ်။ ASEAN All-Star အသင်းမှာတော့တော်တော်များများပါကြပြီးတော့ဒါအခုလောလောဆယ်အနေထားရဒါဘယ်လိုပြောမလဲ Malaysia International မှာဒါဘယ်လိုပြောမလဲဒီတော်တော်များများ quality player တွေကျွန်တော် ASEAN ကစားမတွေတော်တော်များများပါတယ်။ ဆိုအခုလောလောဆယ်အနေထားရဒီပွဲကိုဒါပေးသက်9000လာရောက်ကြည့်ရှုမဲ့အကြောင်းမလေးရှားဘက်ကအတီးပြူထားပြီးတော့ဒါဂိတ်ကတော့ဒါကျွန်တော်ဒေတာစံလုံးချင်းသူတို့စံလုံးချင်းညနေ9:00ခွဲမလေးရှားမှာဒါ9:00ခွဲပေါ့လေမလေးရှားမှာညနေ9:00ခွဲဆိုမြန်မာနိုင်ငံမှာညနေ4:00လောက်ဖြစ်နေမယ်ဆိုအဲ့မှာဒီကံမာတော့၈ခွဲမှာကံမာဆို3:00ဆော်ပြီးဖွင့်ပေးမယ်ပွဲကမြန်မာဒီမလေးရှားစံလုံးချင်းည8ခွဲမြန်မာစံလုံးချင်းသူည9:00ဒါ ကံမဲ့ဒါပေမဲ့ဂိတ်ဖွင့်တာ3နာရီစောပြီးဖွင့်မယ်အဲ့နေရာမှာပေးတဲ့9000အပြည့်ဝလာရောက်အားပေးမှာဖြစ်ပြီးတော့ဒါဒီပွဲနဲ့ပတ်သက်လို့သူတို့ဘက်ကလုံချင်းကအစားအကုန်လုံးတင်းကျပ်ထားတယ်လို့ဆိုထားတယ်ဆိုတော့ဒီနေရာမှာဒါ dangerous ဖြစ်နိုင်တဲ့ helmet တွေ megaphone တွေရှာဖြစ်တဲ့ဟာတွေ drone တွေ fake တွေ e-secret တွေ ပါဝါဘက်အကြီးစားတွေတော်တော်များများကိုမလေးရှားဘက်ကဘန်ဒါတွေကိုင်းနေယူသွားလို့မျိုးကျွန်တော် UK မှာဆိုရင်ဘောလုံးပွဲကြည့်မယ်ဆိုရင် A4 site လောက်ပဲရှိတဲ့အဲ့တတိလေးအားကြောင့်ကျွန်တော်ပြောချင်တဲ့သဘောတရားမလေးရှားကိုသွားကြည့်မယ်သူတွေအားလုံးနေနဲ့တတ်နိုင်တဲ့ဗျအဲ့တတိလေးတွေပဲယူသွား A4 site ပဲတိရက်လောက်ဒီ A4 site တိရက်လောက်စာရှိတဲ့အဲ့လေးတွေပဲယူသွား အဲ့ဒါကတေချာပေါက်ကွင်းနဲ့ဝင်လို့ရတယ်။နှုတ်ဆိုရင်ကွင်းထဲရောက်မှအိတ်ထားဖို့နေရာရှာပါရနဲ့တော်တော်လေးခက်နေမယ်။ဆိုတော့ဒါအခုလောဆယ်မှာတော့ဘူဂီချာလီကွင်းမှာကံမဲ့မေးပန့်ချယ်လန်ကပ်ပြိုင်ပွဲပေါ့လေ။ဒါမန်ချက်စတာယူနိုက်တက်အသင်းနဲ့ဒါမလေးရှားကဒါအာဆီယံအော်စတာအသင်းကံမဲ့သူတို့က30ရက်နေမှာဟောင်ကောင်မှာထပ်ပြီးကံမဲ့အဲ့ပွဲပြီးတာနဲ့ယူနိုက်တက်ကစားမားတွေတော်တော်များများပြန်ကြမယ်ဒီနေရာမှာ FIFA ရဲ့ ဝေါ်ကပ်ချေစပွဲတွေလာတော့မယ် international break တွေလာမယ်ပြီးတာနဲ့ nationally campaign ကောင်းတွေကလည်း nationally သွားကပ်လို့သူပြည့် portuguese ကစားမတွေပါတဲ့အတင်းက portuguese nationally ပွဲဒါတော်တော်များရှိတယ်ဆိုတော့ကျွန်တော်ပြောစရာတွေအများကြီးရှိတယ်ဆိုတော့ base 8000ရှိမှာ asian all star အတင်းနဲ့ campaign united ပွဲမှာဒါဘာတွေပါတယ်လောက်အောင်ပဲလေ gate ကညနေ9ခွဲဆိုဖွင့်ပြီမလေးဆန်လို့ချင်းညနေ9ခွဲ၈နာရီခွဲမှာပွဲကံမယ်ဒါကတော့အခုလောလောဆယ်နေချပြီးတော့ United Nipia Group အမေကလည်းသူတို့အသင်းရဲ့နောက်ဆုံးအခြေအနေတွေကို ဖော်ပြထားတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်